ဒီကနေ့လူရှင်များနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်တောင်မြို့မဟာကနေဦးစေတော်ဘုရားကြီးရေးသားထားခဲ့တဲ့အနာဂတ်သာသနာရေးကျမ်းစာထဲကဘုံကြီးပြန်ပြုပြင်ရေးတရားတော်အပိုင်းနှစ်ကိုစပ်ပြီးဟောကြားပေးမှဖြစ်တယ်ဦးဇင်းတို့မြန်မာနိုင်ငံမှာ တာဒနာတော်ရောက်လာခဲ့တာနှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်တယ်။ဘယ်အရာမစိုးကာလတစ်ခုကြာသွားရင်ပြုပြင်ဖို့လိုအပ်တယ်။မူလအတိုင်းမဟုတ်တော့ဘဲနဲ့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပြောင်းလဲလာကြတယ်ကိုယ်ကွယ်မှုစီကဲမှုတွေသူတပြင်းတာဒနာရေးကိစ္စတွေဘာသာရေးအခမ်းအနားကိစ္စတွေမှာသစ္စာပြာအလိုတော်ကြမဟုတ်တော့ဘဲနဲ့ ဂုံမကသနာတွေကိုအချိန်တန်းတင်ပျော်ပွဲရှင်ပွဲတွေအလေးပေးလာတဲ့တလေးတွေဖြစ်လာတယ်ပေါ့အဲ့ဒါတွေဟာဗုဒ္ဓအလိုတော်ကြမဟုတ်ဘူးပြုပြင်စရာပြောင်းလဲစရာတွေဖြစ်တယ်ဒါကြောင့်ဘုန်းကြီးပြန်ပြုပြင်ရေးကိစ္စမှာလည်းပဲမြန်မာနိုင်ငံမှာနောက်အုပ်စု꽌တယ်တအုပ်စုကဘုန်းကြီးရဲ့အလောင်းဘုန်းကြီးရဲ့ရုပ်ကလက်ကို ကြာကြာထားမယ်ဆိုတဲ့အုပ်စုကတအုပ်စုဖုံးကြီးရဲ့ရုပ်ကလက်ရုပ်အလောင်းကိုကြာကြာမထားဘူးဆိုတဲ့အုပ်စုကတအုပ်စုနှုတ်စုခွဲကြတယ်ဦးဇနတော်မျိုးမာကနုံစီတော်ဘုရားကြီးကတော့ကြာကြာမထားစီလို့ကြာကြာထားတာနဲ့ပတ်သက်ပြီးတော့ဆေတော်ကြီးကအာနေချက်တွေကိုထောက်ပြတာရှိတယ်ကြကြထားခြင်းကြောင့်ရနိုင်တဲ့စိုးကျိုးတွေကိုထုတ်ပြထားတာရှိတယ် ဘုံကြီးပြန်တော်မူသွားတဲ့အခါမှာတချို့ပုဂ္ဂိုလ်တွေကဘုံကြီးရဲ့ရောလောင်းကိုအကြာကြီးထားကျင်တယ်သူတို့ရဲ့အကြောင်းပြချက်ကတော့နံပါတ်1ရဲဝေးမှာရောက်နေတဲ့တပည့်တန်ဃာတော်တွေတပည့်တက္ကရာမတွေနောက်ဆုံးကတော့ဈေးလိုတယ်ဆိုပြီးတော့အကြောင်းပြကြတာရှိတယ်ပေါ့ဒါအကြောင်းပြချက်တစ်ခုပေါ့နော် ရဝေးရောက်နေတဲ့ပုံကိုယ်တွေအလင်းမီအောင်ဆိုပြီးတော့ထားကြတယ်။နောက်အကြောင်းပြချက်တစ်ခုကတော့ငွေကူလိုချင်တာ။ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားလိုချင်တော့ကိုရစီကတိတ်များမယ်။အဲ့ဒီအတွက်ရက်ကြကြထားမှရဝေးကတပည့်တက္ကະတက္ကမတွေရောက်လာမှငွေအကူအထောက်ပံ့ရမယ်ပေါ့။ဆိုတော့အဲ့ဒီအချက်တွေကိုအကြောင်းပြုပြီးတော့ရက်ကြကြထားလိုကြတယ်။ နော်မဖော်ပြရတဲ့အကြောင်းတစ်ခုကတော့ပျော်ပွဲခြင်းပွဲခြင်းမှခြင်းတာပဲစီကန်းတိုက်မြိုက်စွာနဲ့ပွဲလင်းသဘင်လှုပ်ခြင်းကြတာပဲဘုံကြီးပြန်ပွဲအကြောင်းမျိုးပွဲလှုပ်ခြင်းကြတာဆိုတော့အဲ့ဒါတကြောင်ဘုံကြီးရဲ့ရုံလောင်းကိုရုပ်ကလက်ကိုကြာကြာထားခြင်းကြတယ်ဆိုတော့ကြာကြာထားခြင်းရဲ့အဖြစ်ကိုဆယ်တော်ကြီးကရှင်းပြတယ်နံပါတ်1ဘုံကြီးရဲ့ရုံလောင်းကိုကြာကြာထားမယ်ဆိုရင်တဲ့အကယ်၍စာတင်တိုက်ဖြစ်ခဲ့မယ်ဆိုရင်လည်း စာသင်စာချပရိယတ်တိလုပ်ငန်းတွေပြတ်တော့မှာပဲဟုတ်ဘုံကြီးပြန်ပွဲကိုအကြာကြီးကျင်းပါတယ်ရရှိကျင်းပါတယ်ဆိုရင်စာသင်နဲ့တန်ဃာတော်တွေမှာအလုပ်ပြတ်ပြီရိတ်တာဖြစ်ခဲ့မယ်ဆိုရင်လည်းတရားအထုတ်မှုအလုပ်တွေပြတ်ပြီနော်ကြာချထားတဲ့အတွက်ကြောင့်စာသင်တိုင်းရိတ်တာမိမိတို့ရဲ့ဗဒနာလုပ်ငန်းကြီးဖြစ်တဲ့စာသင်စာချတရားအထုတ်တဲ့အလုပ်တွေပြတ်ရတော့မယ် ဥစဉ်တို့တွေ့ဘူးတဲ့အဲ့ဒါမျိုးနော်တချို့ရိတ်သားကြီးတွေမှာအဲ့လိုမျိုးပွဲနဲ့တပင်လုပ်တော့ရိတ်သားမှာအထုတ်တဲ့ယောဂီတွေအဲ့ဒီအတော်တွေမှာလုံးဝတရားထုတ်လို့မရတော့စုညံပွက်နေတာကိုနော်ကျောင်းဝန်းထဲမှာစုညံပွက်နေတော့ယောဂီတွေတရားထုတ်လို့မရတော့အဲကြောင့်မာကနုံစေတော်ဘုရားကြီးကအဲ့လိုဘုန်းကြီးပြန်ပွဲကျင်းပတယ်ရက်ရှည်ထားတဲ့အခါမှာသာတင်တိုက်ရိတ်သားအလုပ်ပြကြပါပြီတဲ့မကောင်းဘူးလေနော် နောက်တခါနံပါတ်2တက္ကရာကမတွေမှာအလုတ်ပြရတယ်ဘုန်းကြီးရဲ့ဇာပနာပွဲကိုဘုန်းကြီးတသက်လှုပ်တာမှမဟုတ်ပဲတက္ကရာကမတွေအများကြီးဝိုင်းဝန်းကြရတယ်၊ကုညီကြရတယ်၊ထောက်ပံ့ကြရတယ်အဲ့တော့တက္ကရာကမတွေမှာအလုတ်ပြတယ်နော်တက္ကရာကမတွေမှာအလုတ်ပြတယ်ပြီးရင်ငွေကူရတယ်ငွေထက်ရတယ် ။တချို့ကလည်းလိုလိုလားလားထည့်ပြီးမှတချို့ကြတော့လည်းမရှိမရှိမှလေးတွေကိုစုထည့်ရတာ။ရှိလုံးလုံးမဟုတ်ဘူး။အများနည်းတူစိတ်ထဲမှာအတတ်တရောမရှိပေမဲ့အများနဲ့မဆန့်ကျင်လို့တဲ့အကြောင်းအေးသူများထည့်တော့လေကိုထည့်ရမှာပေါ့ဆိုတဲ့ပုံစံမျိုးနဲ့ထည့်တာပဲရှိတာအတတ်တရောအနေနဲ့ဝမ်းမြောက်ဝမ်းသာထည့်တာမျိုးမဟုတ်ဘူးအဲဒါကြောင့်မြန်မာစကားပုံတစ်ခုရှိတယ်လေဖုန်ကြီးသေးရွာကြီးဆိုတာ မျိုးတွေမှာကမပြောလောက်ပေမဲ့ရွာမှာကြိုက်တော့ပြောစရာဖြစ်သွားတယ်။ရွာသူရွာသားတွေကဆင်းရဲရင်ပါကြတယ်ဆိုရင်ဘုန်းကြီးတစ်ပါးပြန်တော်မူတဲ့အခါမှာအလွန်ချက်ကားခြင်းနဲ့ပုံကိုယ်တွေကဥဆောင်လိုက်ပြီးဆိုရင်ရွာသူရွာသားတွေမှာအခက်ကြုံပြီ။တော့ရွာသူရွာသားတွေမှာဒုက္ခတွေရောက်လာပြီ။တချို့ဆိုရင်တအိမ်ကိုဘလောက်မထက်မနေရဆိုတာမျိုးတွေလောက်တန်ရှိတယ်။ဘုန်းစံတို့အတိတ်တစ်ပါးပြောပြတယ်သူတို့ရွာမှာလို့ဘုန်းကြီးပြန်တော်မူတော့ ဥဆောင်တဲ့ပုဂ္ဂိုလ်ကသိပြီးတော့ချက်ကားလုံးဝနဲ့ပေါ့နော်ကြီး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 ခန်းခန်းနာနာလုံးမယ်ဆိုတော့ရွာတရသားတွေမှာမတက်နိုင်ဘူးမတက်နိုင်တော့အစည်းဝေးခေါ်ပြီးတော့တအိမ်ကိုလေးသိန်းထည့်ရမယ်ဒါမျိုးရွာမှာတအိမ်ကိုလေးသိန်းရဖို့ဆိုတာလွယ်မမလွယ်ပဲမြို့မှာကရနိုင်ပြီမဲ့တောမှာမလွယ်ဘူးတအိမ်ကိုလေးသိန်းထည့်ပါဆိုတော့လူတွေမှာမရှိမရှိမဲ့ငကယ်ကလေးတွေပေါင်လက်စုပ်ကလေးတွေပေါင်ဒီလိုတွေဖြစ်သွားတယ် အဲကြောင့်ဘုန်းကြီးတွေတော့ရွာကြည်တယ်လို့မြန်မာစကားပေါ်တခုတောင်ထွက်လာခဲ့တာပဲလीမဖြစ်သင့်ဘူးပေါ့နော်ဘုရားရှိရင်တော့ဘုရားရှင်နဲ့နှစ်သက်မှာမဟုတ်ဘူးကန့်ကွက်မှာပဲဘုရားကနော်ဘုန်းကြီးတွေလို့ရွာကြည်တယ်ဆိုတော့ဖြစ်ကုန်မဖြစ်သင့်တာပဲဒါကြောင့်မကနုံစီလိုဘုရားကြီးကဘုန်းကြီးပြန်ပွဲကိုတိတ်ချဲကားလုံးတဲ့အခါမှာလူတွေမှာပင်ပန်းရတယ်အလုပ်တွေပြည့်ရတယ်မရှိမရှိမဲ့ငွေကြေးလေးကိုစုပြီးထည့်ရတယ်စိတ်ထဲမှာမထည့်လို့ပဲလေအများနဲ့မဆန့်ကျင်လို့ထည့်ရတယ် ါလည်းဘုံကြီးပြန်ပွဲကိုလောက်ချင်းရဲ့စိုးကျတခုပဲပေါ့ပွဲလင်းတပင်လောက်တာကိုပြောတာနော်နောက်နံပါတ်3အဲ့ဒီဘုံကြီးပြန်ပွဲကိုတာဝန်ခံတဲ့တိကျရတဲ့ဥစဉ်တွေမှာလဲပြင်မဲ့ရတယ်နွမ်းနေရတယ်ဆင်းရဲရတယ်အစာပြည့်အိပ်ပြည့်နော်စောင့်ကြည့်ရတယ်လေနော်အစအစအရာရာတို့မှစောင့်ချောက်ရတယ် တော့ဥစဉ်လေးတွေမှာလည်းအတော်ပင်မရှာတယ်အဲဒါကြောင့်ရှေးဆရာတော်ကြီးတွေပြောတာရှိတယ်ဘုံကြီးတဲ့ဆရာတော်ပြန်တော်မူရင် နောက်လိုက်နှစ်ပါးသုံးပါးခေါ်သွားလေးရှိတယ်ဆိုတာဘုံကြီးတဲ့ဆရာတော်တွေပြန်တော်မူတော့လူတွေကတည့်ပြီးတော့ချဲ့ကားကြတယ်အဲဒီမှာတာဝန်ယူဆောက်ရှောက်ရတဲ့ဥစဉ်လေးတွေခင်ဗျာပင်မပြီးတော့ယောဂရပြီးတော့နှလုံးပြန်သုံးလုံးပြန်နေတော့ပြန်တော်မူတာတွေရှိတယ်လို့ဆိုလိုတယ် ဒါကြောင့်ဘုံကြီးတဲ့ဘုံကြီးတွေပြန်တော့မူရင်နောက်ကနှစ်ပါးသုံးပါးပါသွားလိမ့်ရှိတယ်ဆိုတာအဲ့လိုမျိုးပြောလိမ့်ရှိတယ်ပေါ့ဒါကြောင့်ဘုံကြီးပြန်ပွဲနော်ကြီးကျယ်ခမ်းနားစွာလှုပ်တာဆိုးကျိုးများတယ်လို့ဆရာတော်ကြီးကဆိုလိုတယ်ငွေတွေအများကြီးကုန်ကြပြီးတော့ပင်ပန်းကြတယ်စင်းရဲကြတယ်နောက်တစ်ခါပွဲလှုပ်တဲ့အခါမှာလူတွေညမအိပ်ပဲနဲ့ပွဲကြည့်တော့ကျမ်းမာရေးထိခိုက်တယ်ပေါ့ ညာလုံးပေါက်ရှိကတုံးကပွဲတွေလောက်ကြတယ်လူတွေမှာမအိပ်ဘဲနဲ့ပွဲကြည့်တော့မနဲ့ကြအလုံးမစင်းနိုင်အလုပ်တွေပြက်ကျမကြီးတွေထိခိုက်တယ်ပေါ့နောက်တစ်ခုဆိုကြကတော့ဘုန်းကြီးပြန်ပွဲအကြောင်းပြုပြီးတော့ကြက်တွေဝက်တွေတတ်ကြတာပဲဘုန်းကြီးပြန်ပွဲမှာလာသမျှဧည့်သည်တွေကိုကြွေးမွေးအခမ်းဖို့လူတွေကအများကြီးပဲထောင်ပေါင်းများစွာတောင်းနေရှိပြီးလာကြတယ်တချို့ဘုန်းကြီးပြန်ပွဲဆိုရင်တိမ့်နေရှိပြီးလူတွေလာကြတာရှိတယ်အလုံးဘုန်းကြီးတဲ့ဆယ်တော်တွေဆိုရင် တော့လာသမျှလူတွေကိုကျွေးမွေးအခံဖို့ကကြက်တွေတက်ရပြီဝက်တွေတက်ရပြီအဲ့တော့ဘုန်းကြီးပြန်လာကောအကြောင်းပြပြီးတော့ကြက်ကိုတက်ကြဝက်တွေတက်ကြဆိုဖြစ်ကုန်မဖြစ်တင်တာပဲပေါ့မကနောကျွန်တော်ပြန်ကြည့်ကတပည့်တစ်ပါးရဲ့၆ထားမှုကိုမတန်းတင်ထားတယ်တခါတော့ငါတပည့်လေးတွေဆရာကြီးတပါးပြန်တော်မူပွဲကိုသွားတယ်တော်တော် AOD မြေကမ်းဘေးနားမှာတောင်ပြင်မှာခဏထိုင်နေကြတယ် တောင်မြေမှာခဏထိုင်တော့တက်တောင်မြေမှာခဏထိုင်နေတဲ့ချိန်မှာလှေတစည်းဆိုင်လာတယ်ပေါ့အဲလှေမှာလဲကြက်တွေအပြည့်နော်တတ်ထားတဲ့ကြက်တွေအပြည့်လှေကြီးမှာအဲ့နဥစဉ်တွေကလှေကတိုးသမားကိုမေးတယ်တခါကြီးဒီကြက်တွေ ਨੇ ဘယ်သွားမလို့တော့ချင်းမဆယ်ရောကြီးဇာပနာပွဲသွားမလို့နော်ဆယ်ရောကြီးဇာပနာပွဲမှာကျွေးမွေးအခမ်းဖို့အတွက်ဒီကြက်တွေသဲလာတာဆိုတော့ဓမ္မကရုံဆယ်ရောဘုရားကြီးကအဲ့ဒါကိုမှတ်သားထားပြီးတော့ ပြောတာဘုန်းကြီးပြန်ွက်အကြောင်းပြုပြီးတော့ကြက်တွေသေးရတယ်ဝက်တွေသေးရတယ်ဒါလည်းမဖြစ်သင့်ဘူးနော်နောက်အစိုးဆုံးတစ်ခုကတော့ဘုန်းကြီးပြန်ွက်အကြောင်းပြုပြီးတော့လှုပ်ရှားတဲ့ပုံစံတွေပေါ်လာတာပဲအလှခံကြတာလေလိန်စားကြတဲ့ပုံစံတွေပေါ်လာတယ်ဘုန်းကြီးပြန်ွက်အကြောင်းပြုစီးပွားရှားတဲ့ပုံစံတွေပေါ်လာတယ်ကိုကြိုးရှားတဲ့ပုံစံတွေပေါ်လာတယ်ဒါကြောင့်ဘုန်းကြီးရုပ်ကလေးကိုကြာချီထားခြင်းဘုန်းကြီးပြန်ပွဲကျင်းပါခြင်းတွေဟာအဲ့ဒီလိုဆိုးကျိုးတွေရှိတယ် ဒါကဆရာတို့ရစိုးကျိုးကိုထုတ်ပြပြီးတော့အဲ့ဆိုဘယ်လိုလုပ်ကြမှာလဲဘယ်လိုလုပ်တင်တယ်လဲဆိုတော့ဆရာတို့ရပြောတယ်ဆရာတော်ဒီပြန်တော်မမူခင်မှာအစွမ်းကုန်ထောက်ပံ့ရမှာဖြစ်တယ်ပြန်တော်မမူခင်မှာကြတော့မထောက်ပံ့ဘဲနဲ့ပြန်တော်မူမှာအကုန်ရှင်တလောက်ကုန်စလုပ်ကြတာတွေရတဘာမှမကြဘူးဆရာတော်ဒီမကျဲမမှဖြစ်ပြီးဆိုရင်အကောင်းဆုံးဈေးဝါးတွေစက်ကက်လူတန်းအကောင်းဆုံးဆရာဘုံအကောင်းဆုံးဆေးရုံတွေမှာကုသပေးဖို့အစွမ်းကုန်ကုသပေးအစွမ်းကုန်လူတန်းကြတယ် ေးအဲ့တော့ကျဲမာရင်မကောင်းတဲ့အချိန်မှာကြတော့မတိကျုံကြုံပြုတ်ပြီးတော့ပြန်တော်မူတဲ့အခါကျမှကိုရှင်တလောင်းကုန်းဆိုပြီးလှုပ်ကြတာမျိုးဟာလုံးဝမဖြစ်သင့်ဘူးတဲ့ပြန်တော်မူခင်မှာသာအကောင်းဆုံးဆေးရုံအကောင်းဆုံးဆရာဝန်နဲ့အကောင်းဆုံးဆေးဝါးတွေနဲ့ကုသပေးကြမှာဖြစ်တယ်အကေးမနေသင့်တော့လို့ကံကုန်လို့ပြန်တော်မူရပြီဆိုရင်လည်းအဲ့ဒီဆရာတော်အနေနဲ့တခါတခါမှဒီအပေါ်မှာမေတ္တာစိတ်နဲ့ပြန်တော်မူသွားရမှာပါတဲ့ ။ဩဒဂရကမတွေငါ့ပေါ်မှာတာဝန်ကြီးရလိုက်တာဆိုပြီးတော့ဒဂရကမတွေပေါ်မှာမေတ္တာစိတ်အပြည့်အဝနဲ့ပြောင်းလဲမှုသွားချာမှာပဲ။အကေဒဂရကမတွေကဆရာတော်ကျမ်းမာရင်မကောင်းတဲ့အချိန်မှာမတိကျုံကျုံပြုတ်နေကြမှာဆိုရင်ဆရာတော်အနေနဲ့ဩဒဂရကမတွေနော်မတိတက်လိုက်တာဆိုပြီးတော့စိတ်မကောင်းလဲဖြစ်သွားနိုင်တယ်ပေါ့။ဒါကြောင့်မိမိတို့ဘက်ကပြန်တော်မူခင်မှာအစွမ်းကုန်တာဝန်ကျေဖို့လိုတယ်အဲ့တော့ပြန်တော်မူခင်မှာအစွမ်းကုန်တာဝန်ကျေမယ်ပြန်တော်မူသွားတဲ့အခါကျမှာ ငွေကုန်ကြေးကျခံတာမျိုးမဖြစ်သင့်ဘူးအဲ့တော့တပည့်တက္ကရာကမတွေလည်းပဲမိမိကိုယ်ကိုကျင့်သက်မှုရနိုင်တယ်ပေါ့အေးဆရာတော်ပြန်တော်မူခင်တော့ငါတို့အစွမ်းကုန်ပြည့်စုံလိုက်ရပါတယ်အစွမ်းကုန်ငါတို့ကယူဆိုင်လိုက်ရပါတယ်ဆိုပြီးတော့ကိုယ့်ကိုယ်ကိုနားလည်ပြီးလို့ရတယ်ပေါ့တဲ့ဆရာတော်ပြန်ကြီးကပြန်တော်မူပြီးခါမှကြီးကြီးကျယ်လှုပ်တာတဲ့ပြန်တော်မူခင်မှာအကောင်းဆုံးထောက်ပံ့လူဒန်းတာဖြစ်တဲ့နေလို့ဆိုလိုတယ်အေးကောင်းပြီအဲ့တော့အဲ့ဒီဆရာတော် ပြောင်းတော်မူသွားပြီဆိုရင်တခါတခါမှဒီနေနဲ့ဖြစ်နိုင်ရဲ့နေချင်းသိမ့်ကြုံနိုင်အကောင်းဆုံးပဲတဲ့ချေတော့ကြည့်ရနော်နေချင်းမသိမ့်ကြုံနိုင်အကောင်းဆုံးအကိနေချင်းမသိမ့်ကြုံနိုင်ခဲ့ရင်တော့မှတရက်ပေါ့တရက်လောက်ပြင်းစင်ပြီးတော့ပူဇော်မိသိမ့်ကြုံအလုံးအလုံးဘုံကံကြီးမတဲ့ဆရာတော်နာမည်ကြီးတဲ့ဆရာတော်ရဝေးကတပည့်တွေလည်းဖုံမြော့ကြတော့စေခြင်းနဲ့ဆိုရင်တော့အလုံးဆုံး၃ရက်ပေါ့တဲ့အဲ့ထက်တော့မပူသိမ့်တော့ဘူးတဲ့ဆရာတော်ကြီးက ်ရုပ်အလောင်းတော်ကိုအလုံးစုံ၃ရက်လောက်ပဲထားတဲ့နဲ့အဲ့ထက်ပိုရင်တော့မကောင်းတော့ဘူးအလုံးအလုတ်ပြက်ကင်ပြက်နေဖြစ်တော့မှာပဲကျန်မာရေးတွေထိတော့မှာပဲငွေတွေအများကြီးကုန်တော့မှာပဲအဲ့တော့အလုံးစုံ၃ရက်လောက်ဆိုရင်တော်ရောပေါ့အဲ့ထက်မပိုသင့်တော့ဘူးဆရာကြီးကဘုရားတစ်ချက်ကတာတကာလေးတွေထုတ်ပြတယ်အရှင်သာရိပုတ္တရာတို့အရှင်မောကလန်တို့ပြိဋိဘံဆန်တော့နေမကူပါဘူးနေတွင်ချင်းပဲမိပူစော်တယ်နော်စာထဲမှာမှတ်တက်တင်ထားတယ် အရှင်တရေဘုရားကိုအရှင်မောကလန်ကိုပြိနိဗ္ဗာန်ဆန်တဲ့အခါမှာဘယ်နည်းရဘယ်နည်းထားတယ်လို့မရှိပါဘူးချက်ချင်းပဲနေချင်းညချင်းပူကျော်ကြတာပဲနောက်မြတ်စွာဘုရားကတော့ခொနှစ်ရကြာသွားတယ်ဒါလည်းပြင်ဆင်လို့မပြီးသေးလို့နော်တမင်တကာထားတာမဟုတ်ဘူးဘုရားရဲ့ယုတ်ကလတ်တော်ဘုရားရဲ့နော်ဥဒုဇယုတ်ကိုတမင်တကာအကြိုက်ထားတာမဟုတ်ဘူးဘုရားရှင်ပြိနိဗ္ဗာန်ဆန်တဲ့အခါမှာမိသိဉ္ဇဖို့မိပူဇော်ဖို့အတွက်ပြင်ဆင်ရတာလည်းကြာသွားတယ်ကြီးကျယ်တာပေါ့နော် ဘုရားရှင်ကအကောင်းဆုံးပူတော်ကြမယ်ဆိုပြီးတော့ရှင်မင်းရင်တွေကပြင်စင်တာနည်းနည်းကြာသွားတာခုနှစ်ရက်ကြာသွားတယ်ပြင်စင်တာခုနှစ်ရက်ကြာမှအရှင်မာကတ္တဗလည်းရောက်လာအဲ့ဒီမှာပူဇော်တယ်ပေါ့တမင်တကာထားတာမဟုတ်ဘူးပေါ့နော်ဒါဘုရားရှင်တော်မှာခုနှစ်ရက်ပဲထားတယ်တော့ဒီနေ့ကမှတချို့လာနိုင်ရှိပြီးထားတာမျိုးတွေကမလုပ်သင့်ဘူးလို့ဆရာတော်ကြီးကထောက်ပြတယ်ပေါ့ဘုရားရှင်တော်မှာခုနှစ်ရက်ပဲကြာတယ်ဒါကြောင့်ဘုန်းကြီးပြန်ပွဲတွေကနော် ကြကြကြလောက်တာမျိုးဟာမလုံးတင်ဘူးငွေတွေမလိုအဘက်နဲ့ကုန်နေလို့ဆရာတော်ပြကြီးကထောက်ပြတယ်အဲ့ဒီပွဲလမ်းသဘင်လေးလောက်တာတွေဟာနော်ခုနကဇာတင်တိုက်ဆိုရင်လည်းအဆင်မပြေဦးဂျိတ်သာဆိုရင်လည်းအဆင်မပြေဘူးဦးစင်းလေးတွေမှာအနောက်ဆက်ဖြစ်တယ်ဇာတင်စာကြအလုပ်တွေပြတ်တယ်တရားထုတ်တာတွေအလုပ်ပြတ်တယ်အဲ့ဒီလိုဆရာတော်ပြကြီးကမကုန်တဲ့နေရာမှာမကုန်ရအောင် ကုန်တဲ့နေရာကုန်ရအောင်ပဲလမ်းညွန်ပေးတော်မူတယ်အဲ့တော့အဲ့ဒီခေအဲ့ဒီခါတုန်းကဆရာတော်ပြကြီးကအဲ့ဒီလိုတွေဟော အန်ဂျီလိုတွေဇာတွေရေးတော့စေရောကြီးကိုပြောကြတယ်လဲဆိုတော့ဟာဥဇဏကကိုမျိုးနှစ်ပါกว่าလို့ပြောကြတယ်မာကရုံစေရောပြားကြီးကိုကိုမျိုးနှစ်လို့ဆွဆွကြတဲ့သူတွေရှိတယ်ဘန္တာရေးအခမ်းအနားတွေမှာစေရောကြီးကမကုံတင်တာမကုံရအောင်ပြောလို့ဒါကိုမျိုးနှစ်ပဲဒါကိုမျိုးနှစ်ဝါရပဲဆိုပြီးတော့စေရောကြီးကိုအပြစ်တင်ရတဲ့သူတွေရှိတယ်ပေါ့ဒီကောစေရောကြီးရဲ့ပြောတာတွေကတဘာဝကြတယ်မကုံတင်တာမကုံရအောင်ပြောတာဖြစ်တယ်ကုတို့ရတဲ့ကိစ္စမို့လို့ကုံသွားတာကိုမစွန့်လို့ဘူး ုသိုလ်မရဘဲနဲ့ပျော်ပွဲရှင်ပွဲတွေမှာကုံသွားတာတွေရတာအကုသိုလ်တသက်ပဲနိလူလဲပန်းတယ်ငွေလဲကုန်တယ်ကောင်းကျိုးတဲ့ဆိုးကျိုးကပုံများတယ်လေဒါကြောင့်ဆရာတော်ဘုရားကြီးကပြုပြင်ရည်တွေအများကြီးထောက်ပြပါတယ်နော်ဒါကဘုံကြီးပြန်ပွဲနဲ့ပတ်သက်ပြီးတော့ပြုပြင်စရာလေးတွေဖြစ်တယ်ဦးဇင်းတို့အရင်နေ့တွေကဟောခဲ့တယ်ဘုရားပွဲတွေမှာလည်းပဲပျော်ပွဲရှင်ပွဲတွေထက်မဲ့အစားဦးဇင်းတို့ စုပေါင်းပြီးတော့ပဋ္ဌာန်းတွေရွတ်ကြတာစုပေါင်းပြီးတော့ဓမ္မစင်ကြတွေရွတ်ကြတာအနတ္တလက္ခဏတုတွေရွတ်ကြတာစုပေါင်းပြီးတော့တရားတွေထိုင်ကြတာစုပေါင်းတရားတွေဆွေးနေတာစုပေါင်းတရားတွေနာကြတာဒီလိုဖြစ်တဲ့နေပေါ့အခုလည်းဘုန်းကြီးပြန်ပွဲမှာပွဲနေနေလို့ချင်းနေဆိုလို့ချင်းရအစိုးအငိုတွေမထဲတော့ပဲနဲ့နော်အေးရင်ကျူတာတွေမထဲတော့ပဲနဲ့ယနေ့ခေတ်ကအဲ့ဒီအေးရင်ကျူတာတွေအစိုးအငိုတွေထဲကြတယ်အဲ့ဒါတွေမထဲတော့ပဲနဲ့အလုံးအဟောပြောကောင်းတဲ့ဓမ္မဂရိကဆရာတော်တွေပင့်တရားတွေနာကြနော်တရားတွေထိုင်ပြီးတော့ ပူဇော်ကြပေါ့တရားထိုင်ပြီးတော့ပူဇော်ကြဦးဇင်းတို့စာတင်သားဘုရားမှာနေကတုန်းကအဲ့လိုမျိုးကြုံတယ်ဦးဇင်းတို့ចောင်းတိုက်စာတင်လိုက်ကဇေတော်ကြီးเนาะပြန်တော်မူတယ်ဇေတော်ကြီးပြန်တော်မူတော့ဦးဇင်းတို့ရကြမထားဘူးဇေတော်မကတော်ဇေတော်ပြားကြီးရအဆုံးမအတိုင်းပဲရဝေးကတပည့်တွေပူဇော်လို့ရအောင်ဒါ၃ရက်လောက်အလွန်ဆုံးပဲ၃ရက်တိတ်တမပူတော့ဘူး ဆရာတော်ကြီးစာသင်နိုင်ဆိုတော့အဝေးမှာရောက်နေတဲ့တပည့်တွေလည်းရှိတာပေါ့အဲ့တော့တပည့်တွေပူဇော်လို့ရအောင်အမိအောင်ဆိုပြီးတော့၃ရက်လောက်ထားပေးတယ်၃ရက်ပြည့်တော့တန်ဃာတော်တွေအားလုံးဒါဆရာတော်ကြီးကိုမိပူဇော်ပြီးရင်ဘာလုပ်လဲဆိုတော့တရားထိုင်ပူဇော်ကြတာပဲဘာမှပျော်ပွဲခြင်းမပပဘူးဘာမှပွဲလမ်းသမင်မပပဘူးတပည့်တက္ကရာကမတွေရောတန်ဃာတော်တွေအားလုံးကတရားထိုင်ပြီးတော့ပူဇော်ကြတယ်နောက်တန်ဝေကခါထားတဲ့ရုပ်ဖက်ပူဇော်ကြတယ်ဒီလိုပဲဖြစ်နေတာပေါ့နော်ဘုန်းကြီးမြတ်ဘာငွေမှမကုန်ပါဘူး တံဝေကရစရာကဗျာလေးဂါထာလေးရွတ်ဖတ်ကြတယ်။ပြီးရင်ခုနတရားထိုင်ပြီးတော့ပူဇော်ကြတယ်။တရားနေနာပြီးတော့ပူဇော်ကြတယ်။တရားအဟောပြောကောင်းတဲ့ဓမ္မဂတိကတွေပြင်ပြီးတရားနာကြတယ်။ပြီးရင်အချိန်ပိုင်းတရားတွေအထုတ်ကြတယ်။ဒီလိုပဲဖြစ်တဲ့နယ်ပေါ့။နော်ဒါဥစဉ်တို့ကိုတွေ့ကြသာသနာ့ဘုရားတော်ကနော်သာသနာ့ဆရာတော်ပြန်တော်မူတော့အဲ့လိုမျိုးပူဇော်ကြတယ်။ပြီးနှစ်စဉ်နှစ်စဉ်ဥစဉ်တို့ဆရာတော်ကြီးပြန်တော်မူတဲ့အထိတ်မဲ့တစ်နှစ်ကိုတစ်ချိန်အဲ့ဒီနေ့မှာသာသင်စာကြားတွေနားပြီးတော့တရားအထုတ်ပြီးပူဇော်ကြတယ်။ ဝန်ထမ်းချင်းအထိတ်မဲ့ဥစဉ်တို့ဘာမှအခမ်းအနားမလုပ်ဘူးတချောင်းတရိုင်လုံးကျောင်းနဲ့တရိုင်လုံးတရားထိုင်ပြီးတော့အဲ့ဒီနေ့မှာပူဇော်ကြတယ်ဆိုတော့ဒါဗုဒ္ဓအလိုတော်ကြပူဇော်ခြင်းပဲပေါ့ဘာမှလည်းငွေမကုန်ပါဘူးเนาะအကျိုးလည်းရှိတယ်ယုတ်တိလည်းရှိတယ်တဘာဝလည်းကြတယ်ဘုရားရှင်လည်းနှစ်သက်မဲ့ကိစ္စမျိုးဖြစ်ပါတယ်ဒါဥစဉ်တို့ကိုယ်တွေဖြစ်ခဲ့တဲ့ဆောင်ရွက်ခဲ့တဲ့ကိစ္စကိုပြောပြတာအဲ့တော့မာကနုံဆရာတော်ဘုရားကြီးကလည်းအဲ့ဒီလိုမျိုးဖြစ်စေခြင်းသာပါเนาะ ဒါကြောင့်ဘုန်းကြီးနဲ့ဆရာတော်တွေကိုပူဇော်မယ်ဆိုရင်ပူဇော်ပါဒါပေမဲ့ကုသိုလ်နဲ့ပူဇော်စေချင်တာပါဆရာတော်ကြီးကနော်အခမ်းအနားဆုံးအကြီးအကျယ်ဆုံးကုသိုလ်နဲ့ပူဇော်စေချင်တာအဲ့လိုပွဲလမ်းတပင်အစိုးငွေတွေထဲ့တော်ငွေလဲကုန်ကျမရင်းနဲ့တိကစာသင်စာကြတရားထုတ်တဲ့လုပ်တွေလည်းပြတ်တယ်ပေါ့အဲ့ဒါတွေကိုခြောက်ချတဲ့နဲ့လို့ဆိုလိုတယ်နော်ဒါကြောင့်ဦးဇင်းတို့သာသနာတော်ကြီးကယနေ့ခေတ်လူငယ်တွေဟာသူတို့သင်ထားတဲ့လေ့လာထားတဲ့အသိပညာတွေနဲ့နော်တိုက်တာလာကြပြီစဉ်းစားလာကြပြီ ဒီလိုဖြစ်တင်သလားဟိုလိုဖြစ်တင်သလားဆိုတာလူငယ်တွေစဉ်းစားလာကြပြီအဲ့တော့ဗုဒ္ဓဘာသာပါဒနာရေးကိစ္စဘာသာရေးကိစ္စတွေမှာမလိုအပ်ဘဲနဲ့ပုံကြီးတွေချဲ့ပြီးတော့ငွေတွေတုံးနေတာကိုလူငယ်တွေကကြည်ရင်တသက်သက်ငွေဖြုံးတာပဲလို့မြင်လာတယ်ငွေဖြုံးတာပဲလို့မြင်လာတယ်အဲ့လူငယ်တွေကဘာသာရေးအသိဉာဏ်အားနည်းတော့ဒါဗုဒ္ဓဘာသာတခုအနေနဲ့ခေါင်းစဉ်တက်လိုက်ပြီးတော့အာဗုဒ္ဓဘာသာမှာဆိုတော့ငွေဖြုံးတာပဲလို့ဒီလိုမြင်သွားရင်သာသနာတော်အပေါ်မှာသူတို့အထင်လွဲသွားတယ်ပေါ့ เนาะအဲ့ဒီလူတွေကိုယ်တိုင်ကချက်ကားတယ်လို့မမြင်ပဲနဲ့ဘာသာတစ်ခုသာသနာတစ်ခုလုံးကိုခြုံငုံပြီးမြင်သွားတတ်တယ်။ငခုံးမှာတကောင်ကြောင့်တလီလုံးပုတ်ဆိုတာမျိုးဖြစ်သွားတတ်တယ်ပေါ့။အဲ့တော့လူငယ်တွေရဲ့အမြင်မှာဗုဒ္ဓသာသနာတော်ကြီးကအထင်သေးစရာဖြစ်နေမကောင်းဘူး။မြတ်စွာဘုရားကဒါတွေမလုံခိုင်းပါဘူးဆိုတာကိုနားလည်ဖို့လိုတယ်။မဟုတ်ရင်အသိဉာဏ်နေတဲ့ပုဂ္ဂိုလ်တွေကဘုရားကပဲလုံခိုင်းခဲ့တယ်လို့လို့ဒါမဖြစ်မနေလုံရမယ့်ပုံစံမျိုးလို့လို့ထင်သွားတတ်တယ်ပေါ့နော်။မဖြစ်မနေဒီလိုပဲလုံရမယ်မလို့ရင်ပဲ။ နော်တခုခုဖြစ်တော့မယ်လို့လို့အဲ့လိုထင်သွားတတ်တယ်ပေါ့အဲကြောင့်လူငယ်တွေကစမ်းစစ်လာပြီးမေးမြန်းလာပြီးဘုရားကဒီလိုလုပ်ခိုင်းခဲ့သလားမဖြစ်မနေဒီလိုပဲလုပ်ရတော့မှာလားအဲ့လိုဆိုရင်ဘုရားဘာသာကမကောင်းဘူးပေါ့ဆိုတာမျိုးတွေဖြစ်သွားတယ်နိဒါကြောင့်ဦးဇင်းတို့ယနေ့ခေတ်လူငယ်တွေရဲ့အမြင်မှာသာသနာတော်ကြီးအထင်သေးခံနေရတယ်ဆိုတာဘုရားအဆုံးအမတွေမကောင်းလို့မဟုတ်ပါဘူးယနေ့နော်သာသနာຫນွယ်ဝင်ပုဂ္ဂိုလ်တွေဘုရားဘာသာဝင်တွေယဟန်တန်ဃာတော်တွေရဲ့ လုံဆောင်ချက်တွေကိုကြည့်ပြီးတော့လူငယ်တွေကဝေဖန်ကြခြင်းသုံးသပ်ကြခြင်းဖြစ်ပါတယ်။နော်ဘုရားရဲ့အဆုံးအမတွေမကောင်းလို့မဟုတ်ဘူးမပြည့်စုံလို့မဟုတ်ဘူး။ဘုရားရဲ့အဆုံးအမတွေကကောင်းတယ်ပြည့်စုံတယ်။မူရင်းအတိုင်းဘုရားရဲ့အလိုတော်ကြဘုရားရဲ့အဆုံးအမကိုဥစဉ်လို့ကြင်ကြံအားထုတ်မှုတွေအားနည်းလာတဲ့အတွက်ကြောင့်လူငယ်တွေအမြင်မှာပြောစရာဖြစ်လာခြင်းဖြစ်တယ်ပေါ့။ဒါကြောင့်မာကနုံဆေလိုဘုရားကြီးကအဲ့ဒီလိုအနာဂတ်ရေးကိုမျှော်တွေးပြီးတော့အနာဂတ်သာသနာရေးဆိုပြီးတော့ကျမ်းစာအုပ်ရေးထားခဲ့တာဖြစ်တယ်။ပြုပြင်စေခြင်းလို့ပြောင်းလဲစေခြင်းလို့နောက်တစ်ချိန်မှာသာသနာတော်ကြီးကို လူငယ်တွေအထင်သေးမှဆိုလို့ကျွန်တော်ကြီးကအရှင်မျော်တွေးပြီးတော့ရေးထားခဲ့တာဖြစ်တယ်။ဒါမှလည်းအများနဲ့ဆိုတော့ကျွန်တော်ကြီးရေးထားခဲ့တဲ့ဥစ္စာတွေကအကောင့်ထဲမပေါ်ဖြစ်ကြဘူးပေါ့။ဒါကြောင့်ဥစ္စာလို့ယနေ့ခေတ်မှာသာသနာတွေပြုပြင်ဖို့လိုပြီးလို့ဒီလိုနားလည်တဲ့အတွက်ကြောင့်ဆရာတော်ဘုရားကြီးရဲ့ကျမ်းစာအုပ်ထဲမှာလာတဲ့အချက်လက်တွေကိုတက္ကရာကမတွေသိအောင်ပြောပြပေးနေခြင်းဖြစ်ပါလေနော်။ဒါကြောင့်ဒီနေ့လူချင်းများနဲ့တကွဓမ္မမိတ်ဆွေများအားလုံးတို့သာသနာတော်တန်ခြင်းတည်တံပြန်ပွားဖို့အရေးမှာတို့တွေမှာလည်းတာဝန်ရှိတယ်လို့နားလည်သဘောပေါက်ပြီးတော့ ဘုရားရှင်ရဲ့အဆုံးအမတော်အတိုင်းပဲမြတ်စွာဘုရားသာသနာတော်ကြီးကိုကိုးကွယ်စည်းကဲထောက်ပံ့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအထောက်အကူနိုင်ကြပါစေကုန်သတည်း